တတိယချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီဆိုင်လေးဟာ2025 21ကြိမ်အတွက်ဒုတိယမြောက်ဖိုင်ဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်လေးဟာ site home လေးဖြစ်ပါတယ်မွေးကနဆိုင်လေးပေါ့နော်မွေးကန site ကိုမှပြောဒီငါဆိုးသောနှစ်ကိုပြန်ပို့တဲ့အကွက်ရွှေ site ပေါ့ကျွန်တော်အရင်လည်းပြခဲ့ပြီပါတယ်အခုကျွန်တော်လည်းဒီတစ်ချက်ပြန်ပြီးတော့ဒါလေးကိုလေ့လာကြည့်အောင်နော်သူရဖြစ်စဉ်ကဒီ1969မှာတဲ့နော်ဒီ1969ဒီ69ကနေ89နော် အဲ့ဒီ69ရာခဏရဲ့89ရာခဏရဲ့ငါဆုံးသောနှစ်ကိုနှစ်ခွက်ပို့မယ်ပြီးရင် iPhone လာတယ်မယ်ကိုးပြီးရင်သွားတုံးညနော်90ပြီးရင်2000အဲ့ဒီ90ခုနှစ်ရဲ့2000ခုနှစ်ရဲ့အဲ့ဒီကခဏနှစ်ခွက်က95ရဲ့2500ရဲ့ကိုပို့မယ်ကိုးပြီးပြီ30ပြီးပြီဆိုတော့ဒီမှာ2017ရဲ့2021ရဲ့အဲ့ဒီကနှစ်ခွက်က2015ရဲ့2025ရဲ့ကိုပို့ရမယ်နော်အဲ့ကောင်မပို့သေးဘူးမပို့သေးတဲ့အတွက်ကျွန်တော်ကဒီ site လေးကိုဒီချိန်မှာထပ်ပြီးတော့ တကယ်ကျွန်တော်ပြသပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်ပြီး तू ကဘလို့အချိန်မှဘလို့ကဏ္ဍကိုပို့မလို့ဆိုတော့ဒီကိုးဆွန်သောနှစ်နှစ်ခုပေါ့။ तू ရေပြင်ကြီးတက်တယ်ပဲသွားတာနော်။မင်းသင်းဆိုင်ကနေသွားတော့။ဟုတ်ပြီမင်းသင်းဆိုင်ကဏ္ဍကိုဘလို့ရွေးမလို့ဆိုအဲ့ဒီကိုးဆွန်သောနှစ်ထဲမှာခွတော့မထိတ်တော့ပါနဲ့ခွတော့နော်။အဲ့လိုခွတော့လို့ဖြစ်ပြီးရင်ဒီဘက်ကိုးနှစ်ကျော်ကိုးနှစ်ကျော်89နှစ်နော်89ခုနှစ်1 2 3 4 5 6 ခွန်ရှိကိုကိုနှစ်ကျော်ဒီဘက်နောက်နှလုံးသုံးနော်နောက်နှလုံးသုံးဖြစ်ရမယ်နော်ဒီနဲ့မျက်နှာချက်တိုင်းမှာပါရှိရောအခွာသုံးအဲ့ဒီအခွာသုံးကနေ1 2 3 4 5 6 9 10ခွန်ရှိကိုနှစ်ကျော်မှနောက်နှလုံးသုံးနော်အဲ့လိုလေးခင်းပေးတာနော်ပရိတ်တက်လိုက်တယ်ပေါ့အခွာသုံးရယ်ဒီနောက်နှလုံးသုံးရယ်အဲ့ဒီအချိန်မှာဒီနောက်နှလုံးသုံးဖြစ်တဲ့အလဲတိုင်းနဲ့ဟိုဘက်ကအခွာသုံးမှာပြန်ခဲ့တဲ့အလဲတိုင်းနဲ့ပေါင်းလိုက်၄လို့ဖြစ်တယ်ဒီမှာ6နဲ့9ရအခွာသုံးပြန်ခဲ့တဲ့9နဲ့ ဒီဘက်မှာနောက်နှလုံးသုံးလို့ဖြစ်တယ်ဒီခွန်လေတာနဲ့ပေါင်းတယ်လေးလို့ဖြစ်တယ်နော်အဲ့ဒီပေါင်းခြင်းလေးလေးရတယ်အကျေးပါတယ်နော်ပြီးရင်တော့သူ့ရဲ့ဒီဘက်ဘေးကနေတပင်းတပင်းသုံးမယ်တလားမင်းကျွန်တော်ပိုင်းအောင်လေးနဲ့ဝိုင်းပြီးတာတယ်ပေါင်းခြင်းလေးတပင်းတော့မပေါင်းခြင်းခွန်ပေါင်းခြင်းလေးပေါင်းခြင်းခွန်အဲ့ဒီပေါင်းခြင်းလေးပေါင်းခြင်းခွန်ကိုတော့၃ညနဲ့၄နဲ့၄နဲ့၃ညနဲ့အဲ့လိုဘူးနော်ဒီမှာကျတော့၃ညရဲ့လေးရနော်မပေါင်းခြင်းလေးတပင်းတော့မပေါင်းခြင်းခွန်နော်ပြီးရင်ဒီ၃ညနဲ့၄နဲ့သူကအဲ့လိုလေးကြက်ထွက်ပြီးထားတယ်နော်ဆိုလိုချင်တာဗရိတ်နှစ်ခုပေါင်းရင်ဒီမှာ၄ဗရိတ်ဒီမှာ၁ဗရိတ်၄ဗရိတ်၁ဗရိတ်ဆိုတော့ အလုံးပေါင်းရင်တော့၅ပြင်ဖြစ်သွားပြီနော်ပေါင်းခြင်းကတော့အပေါ်မှာပေါင်းခြင်း၄အောက်မှာပေါင်းခြင်းခွန်ပြီးရင်ပြန်ခဲ့တဲ့နှလုံးက၃ညနဲ့၄နဲ့အဲ့နှလုံးပဲဖြစ်ရမယ်နော်ပြီးရတယ်အဲ့ဒီအခွားဆက်၃ရက်ခွားဆက်၃ရက်တပင်တော့မှာနော်ဒီလေမော်ရောင်ဝိုင်းပြီးထားတဲ့ကောင်နော်အဲ့ကောင်ပေါင်းခြင်း၈ခုနော်ပေါင်းခြင်း၈ခုပါတယ်ခဏတခါနော်ဒီနှလုံးနှလုံး၃ရက်တပင်တော့မှာကြည့်တော့ပေါ့ဒါမှပေါင်းခြင်း၈နော်ဒီဘက်ကအတဲ့တယ်ပဲနော်ခြေပြင်းကြီးပဲဒီမှာပေါင်းခြင်း၈ပါတော့ခဏဖြစ်တယ်လို့မလည်းပေါင်းခြင်းရှိပါတော့ခဏဖြစ်တယ်နော် အိုက်ကောင်တွေကငါးသုံးသောနှစ်ကိုပြန်ပို့မယ်သုံးနှစ်ရှောက်နော်ဒီမှာဘယ်နောက်ကိုရှိနော်သူကဘလို့ပို့လုံးဆိုသူပို့ပုံပို့နေရကြတော့ဒီမှာကျွန်တော်ထိတ်စီးကိုဒီမှာချက်ချင်းကလည်းပြပြ6သုံးနှစ်အဲ့ဒီ6ကအပိတ်နဲ့ထွက်မှာနော်အပိတ်နဲ့ထွက်မှာ1 3 6 3မဟုတ်3နှစ်ရှောက်အဲ့လိုထွက်မှာဟုတ်ပြီသူနဲ့တက်တက်မှာရှိတယ်ဒီခွန်အားကြတော့အလဲတိုင်းနဲ့ထွက်မှာနော်အဲ့ဒါလေးမှတ်ထားမယ်နော်ဒီဘက်ကကောင်းစီစဖြစ်တဲ့ကောင်းဒီ6ထိတ်ကအပိတ်နဲ့ထွက်မှာဒီခွန်အားအလဲတိုင်းနဲ့ထွက်မှာနော်အဲ့ကြတော့ဒီကောင်ကိုထုံးမယ်ဆိုရင် ်3နှစ်6နှစ်3 6အပိတ်နဲ့ထိုးရမယ်ဒီကောင်ကိုထိုးမယ်ဆိုရင်အလဲတိုင်းနဲ့ထိုးရမယ်3 9 8 8 9နော်ဟုတ်ပြီအဲ့ကောင်95ခုနဲ့မှာ95ခုနဲ့မှာဒီမှာ3နှစ်6ဆိုပြီးစထွက်တယ်3နှစ်6ပါလို့ထွက်တော့3နှစ်6ထွက်မယ်ဆိုရင်ထွက်တယ်ပေါင်းချင်း၄ပါသောကဏ္ဍရဲ့ဘေးမှာပဲထွက်တာများတယ်နော်3.6နဲ့3.6နော်ပေါင်းချင်း၄ပါသောပေါင်းချင်း၄ပါသောကဏ္ဍရဲ့ဘေးမှာမထွက်တော့ဘူး။အဲ့ဒီပေါင်းချင်း၄ရဲ့ပေါင်းချင်း၄ပေါင်းချင်း၄ရဲ့အပေါ်မှာပါရှိဘူး။ပေါင်းချင်း၃၀ရှိတယ်နော်။ပေါင်းချင်း၄ရဲ့အပေါ်မှာပေါင်းချင်း၃၀ရှိတယ်။ ဲ့ဒီပေါင်းချင်းလေးရဲ့တောင်းကဒီ663ညဆိုတဲ့ကောင်ကဒီဘက်ကဘောင်းချင်းတက်ပြီးတာနော်663ညဘောင်းချင်းမပေါင်းချင်းလေးအဲ့ဒီပေါင်းချင်းလေးရဲ့ပြီးမှမှဒီ3နှစ်လျှောက်သို့မဟုတ်1 3လျှောက်ဆိုပြီးထွက်တယ်ပေါင်းချင်းလေးရဲ့ပုံမှာပေါင်းချင်း30ခံပြီးတာလေဘာဖြစ်လို့ဆိုတော့နောက်တစ်ခါပေါင်းချင်းလေးလေးရဲ့ပြီးမှထွက်မဲ့ကောင်ကအပေါ်မှာပေါင်းချင်း30ပါရှိနေရမယ်နော်30ရော4ရောသူက30နဲ့4နဲ့တည်ပြီးလိုက်တာအဲ့ကြတော့မှဒီချစ်သက်5ခုနှစ်မှာနော်ချစ်သက်5ခုနှစ်မှာဒီသုံးနာ3နာ9ခု9ခု9ရှစ်လို့3နာ9ရှစ်8ခု9လို့ထွက်မဲ့ရှိမှာတွေ့လား ောင်းချင်းလေးရဲ့ပြီးမှပဲထွက်တာအပေါ်မှာပေါင်းချင်း30ပါသူထည့်ပြီးသားလေပေါင်းချင်း30ပေါင်းချင်း၄သူ့ရဲ့ပြီးမှထွက်တယ်ဟိုဘက်ကကောင်းအောင်ပေါင်းချင်း30ပေါင်းချင်း၄သူ့ရဲ့ပြီးမှထွက်တယ်3နဲ့6နဲ့36ထွက်ခဲ့သလိုဒီမှာပေါင်းချင်း30ပေါင်းချင်း၄ခံပြီးတော့ခွန်အလဲတိုင်းနဲ့3ရောက်ခွန်ရှိချစ်ခွန်3ရောက်ဆိုပြီးတော့တော့ဒီမှာလာထွက်ပြီးသားလေနော်အဲ့ဒါဒီကိုဆုံးသောနဲ့ကိုဆုံးသောနဲ့နော်ဒီကဒီဒီအခွားတော့နောက်တော့နော်သူ့အထက်တပင်ကျော်ကဒီပေါင်းချင်း၈ပါတော့ခဏ ောင်းချင်းရှိပါတော့ခင်ဗျာနော်ဒီကောင်က63နဲ့ကောင်က83ညာရှိအဲ့တော့ဒီကောင်က6ပိတ်နဲ့ထွက်မယ်ဒီကောင်ကဟွန်လဲခွန်လဲတာနဲ့ထွက်မယ်နော်အားဆုံးတော့နှစ်ကိုထွက်မယ်ဟုတ်လား3နဲ့6နဲ့36ပေါင်းချင်းလေးပြည့်ရပုံမှာပေါင်းချင်း30ရှိတယ်3နဲ့6နဲ့36လို့ထွက်တယ်အဲ့လိုမျိုးထွက်ခဲ့တယ်လို့ဒီမှာအညာခွန်ရှိ6ခွန်3ညာလို့ထွက်တယ်ပေါင်းချင်းလေးရှိတယ်ပုံမှာပေါင်းချင်း30ပါတယ်နော်အော်ဒီပေါင်းချင်းလေးရဲ့ဇောင်းမှာဒီ663ညာဟာဒီဝမ်းချင်းတက်ထားတယ်နော်အဲ့ဒါကိုးဆုံးသောနှစ်ကနေ ိုးသွန်းသောနှစ်ခုပိုးသွန်းသောနှစ်နှစ်ခုကနေငါးသွန်းသောနှစ်နှစ်ခုကိုပို့လိုက်တာနော်။ဒါဟုတ်ပြီအဲဒါဆယ်ဆယ်ဆယ်သုနှစ်ကိုသွားကြည့်လိုက်အောင်။ဆယ်သုနှစ်မှာလည်းခုနလိုအခွားသုံးဒီအခွားသုံးကို၉နှစ်ကျော်လိုက်။၁နှစ်၃လေး၅၆ခွန်ရှိခုဒီမှာနောက်နှလုံးသုံးမရှိဘူး။ရှေ့သုံးဖြစ်။နောက်တော့အခွားသုံးနောက်သုံးအဲ့လိုဖလိုက်နေသွားတယ်နော်။အခွားသုံးအဲ့အောက်ကိုဆက်ကြည့်အောင်။ဒီမှာလည်းအခွားသုံးပဲ။အခွားသုံးကို၉နှစ်ကျော်လိုက်။၁နှစ်၃လေး၅၆ခွန်ရှိ၉နှစ်ကျော်။ဒီမှာနောက်နှလုံးသုံးမရှိဘူးနော်။ အဲ့ဒါနောက်တစ်ခုဆက်တော့နောက်တစ်ခုကဗမာလုံးဆိုတော့ဒီကောင်းရအောင်ဒီမှာနော်တုံးတုံးညာဆိုတော့အခွာတုံးအဲ့ဒီအခွာတုံးကို9နှစ်ကျော်လား1 2 3 4 5 6 9 8 9နောက်လည်းလုံးတော့နော်အရေးပင်ကြီးပဲနော်သူနဲ့တန်းတမ်းမယ်နော်သူနဲ့တန်းတမ်းမယ်အခွာတုံးအဲ့ကနေဒီဘက်ကိုတက်တက်ပြေးလာနောက်တော့ဟုတ်ပြီနော်အဲ့ဒီအချိန်မှာဟိုဘက်ကဖြစ်ခဲ့တဲ့အတိုင်းပဲဒီအခွာတုံးတန်ခဲ့တဲ့အလဲတိုင်းရှင်းတယ်နော်ဒီဘက်ကနောက်နှလုံးသုံးရဲ့ဒီအလဲတိုင်းနဲ့ပေါင်း၄လို့ဖြစ်နေမှာ ဟုတ်ပြီနော်ဒီမှာအခွာ၃ဖြစ်တယ်လို့ဒီမှာနောက်၃လည်းဖြစ်တယ်ဒီနောက်၃ရဲ့အလဲတိုင်းနဲ့ဟိုဘက်ကအခွာ၃ရဲ့ဒီအလဲတိုင်းပေါင်းရင်၄လို့ဖြစ်နေမယ်နော်အဲ့လိုဖြစ်ပြီးရင်သွားနာလို့ပဲနော်ဒီနောက်၃ရဲ့ဘေးကနေ၁နဲ့၃မှတက်လာပေါင်းခြင်း၄တပည့်တော်မှာပေါင်းခြင်းခုနော်ပေါင်းခြင်း၄ပေါင်းခြင်းခုကြာတော့ကနေဒီမှာ၃နဲ့မှ၄နော်ဒါပေါင်းခြင်း၄၃ညကျန်တယ်ပေါင်းခြင်းခုမှ၄ကျန်တယ်နော်၄နဲ့ခုနဲ့သူကပေါင်းခြင်းလေးတွေထည့်ပြီးသားလေပြီးရင်ဒီမှာ၃နဲ့၃လုံး၄လုံးနဲ့ ပြန်ပြီးတော့တွဲပေးတာเนาะနောက်ခုပေါင်းရင်ပရိတ်က9လို့ဖြစ်4ပရိတ်7ပရိတ်เนาะဟုတ်ပြီပြီးတော့မှသူ့ရဲ့အပေါ်မှာရှိတဲ့သူ့ရဲ့တပင်းတွေမှာရှိတဲ့ပေါင်းခြင်း6 9ဆိုပေါင်းခြင်း9ပါเนาะပေါင်းခြင်း9ပါတော့ခဏနဲ့တဲ့တဲ့ကိုသွားရင်ဒီမှာပေါင်းခြင်း9ပါတော့ခဏเนาะဥပမာတော့ပေါင်းခြင်း8ပါတော့ခဏနှစ်ခုเนาะအခုဒီမှာကျတော့သူ့နဲ့တန်းတန်းမှာပေါင်းခြင်း9ပါတော့ခဏနဲ့သူ့နဲ့တန်းတန်းမှာပေါင်းခြင်း9ပါတော့ခဏနဲ့เนาะဟုတ်ပြီအဲ့ကြတော့သွားနာလိုပဲဒီ1ကအပိတ်နဲ့ထွက်မှာเนาะ9 8 8 9 8 ီဒီကောင်ကကြတော့အလဲတိုင်းနဲ့ထားသုံးညာငါးလေးလင်းကသုံးညာနော်ဟုတ်ပြီအဲ့ကောင်ကတစ်ရှင်းကနော်ဒီကနငါးရှစ်တစ်ရှင်းကတစ်ဆိုပြီးထွန်း95ခုနဲ့နော်တစ်ပိတ်နေပဲငါးရှစ်တစ်ရှင်းကတစ်ပြောလာပေါင်းချင်းလေးပေါင်းချင်းလေးရဲ့ပြီးမှာပဲထွက်သွားများတယ်နော်သူ့ရဲ့သွားမှာဒီမှာအနီးနဲ့ဝိုင်းပေးထားတယ်နော်အဲ့ဒီကောင်ကဒီဘက်ကဝိုင်းချင်းနော်ငါးငါးရှစ်ကဒီဘက်ကဝိုင်းချင်းကြာနော်ဒီငါးရှစ်ငါးရှစ်တစ်ရှင်းကတစ်ကဒီပေါင်းချင်းလေးရဲ့ပြီးမှာပဲထွက်တယ် ူရဲ့အပေါ်မှာပေါင်းခြင်း၄နဲ့နည်းနည်းချက်လိုက်မှာပါရှိအောင်ပေါင်းခြင်း၆ရှိတယ်။နောက်တစ်ခါပေါင်းခြင်း၄လာရင်အပေါ်မှာပေါင်းခြင်း၆လို့သူခံပြီးမှပေါင်းခြင်း၄နော်လာရမယ်။အဲ့လို၆ဒီလိုပေါင်းခြင်း၆ပေါင်းခြင်း၄လို့ဖြစ်ပြီးမှဒါပြီးထွက်ရတယ်နော်။ဟုတ်ပြီဒီမှာ၅၅ရှိကဒီဟိုဝန်းကျင်နော်။သူရဲ့အပေါ်မှာပေါင်းခြင်း၄ပေါင်းခြင်း၄မှာဒီမှာ၅ရှိ၈ရှိ၅တစ်ဆိုပြီးထွက်တယ်နော်။ဆိုတော့ဒီပေါင်းခြင်းအခွာ၃ရက်ပေါ်အဲ့လိုဆိုသူနဲ့တန်းတန်းမှရှိတဲ့ကောင်ဒီကောင်ထွက်မှာဆို၃၅၄၄၅၀ဆိုပြီးထွက်ရမယ်နော်။ဘယ်ချိန်မှာထွက်မှာ၂၀၀၅မှာ။ 2005မှာထွက်မယ်ဆိုတော့ပေါင်းချင်း၄ပါတဲ့ပေါင်းချင်း၄ပါတော့ခဏရပြီးပါတယ်ဟဲ့လားအပေါ်မှာပေါင်းချင်း6လည်းခံပြီးသားတယ်နော်ပေါင်းချင်း6ပေါင်းချင်း၄အဲ့ကောင်ကပြီးမှ3950ဆိုပြီးတော့ထွက်ရငားလေတာနော်ဒီဘက်ကတည်လိုက်တဲ့ကောင်ကပေါင်းချင်း6ပေါင်းချင်း၄အဲ့ပုံစံနဲ့သူကလိုက်ဖြစ်တယ်နော်ပေါင်းချင်း6ပေါင်းချင်း၄ကျွန်တော်တို့ဒီပထမဆုံးကစတင်ပြီးတော့ကောင်ကပေါင်းချင်း၄ပေါင်းချင်း၃၀နော်ဒီတော့နောက်ခွန်ပြထွက်မှရှိမယ်နော်ပေါင်းချင်း၄ရှိအပေါ်မှာပေါင်းချင်း၃၀လို့ခံပြီးမှနော် အဲ့ကြတော့5ခုနဲ့2ခုရယ်10ခုနဲ့2ခုရယ်တက်ဆုံးတော့နဲ့2ခုရယ်ဟုတ်ပြီအဲ့ကြတော့ဒီမှာတက်ဆုံးတော့နဲ့မှာအခွာ3နော်အဲ့ဒီအခွာ3ကို5နဲ့ကျော်လိုက်1 2 3 4 5 6နော်ခဏအခွာ3ကို1 2 3 4 5 6ဒီ6 9နဲ့နောက်နှလုံးတော့နော်နောက်နှလုံး3ရယ်ဒီမှာအခွာ3ရယ်အဲ့ဒီအခွာ3ရဲ့ပြန်ခဲ့တဲ့အလဲတိုင်းနဲ့ ဒီနောက်နှလုံးသုံးရပြန်ခဲ့တဲ့အလေလိုက်နဲ့ပေါင်း၄လို့ဖြစ်ပြန်ဒီတုံညရဲ့ဒီလေးနော်၄လို့ဖြစ်နေရမယ်နော်ပြီးရင်သူ့ရဲ့ပြီးရင်ဒီကောင်ရဲ့ဘေးကနေစောင်းလာလို့ပဲ၁နဲ့၃နော်အပေါင်းချင်း၄တပင်ကျော်မှာပေါင်းချင်းခွန်စောင်းလာလို့ပဲနော်ပေါင်းချင်း၄ပါတော့ကနန်းတပင်ကျော်မှာပေါင်းချင်းခွန်ပါတော့ကနန်းပေါင်းချင်း၄ရဲ့ပေါင်းချင်းခွန်ရဲ့ပါတယ်ကျန်တဲ့နှလုံးကဒီမှာ၄ဖြစ်တယ်ဒီမှာတုံညဖြစ်တယ်နော်ဘယ်နှစ်ခုပေါင်းလဲ၈ဘယ်ခွန်ဘယ်၅ပဲဖြစ်တယ်နော်ဥပမာတော့၄ဘယ်၁ဘယ်၄ဘယ်၁ဘယ် ်မရှိပြိခွန်ပြိပေါင်းခြင်းတွေကတော့အတူတူပဲနော် ပေါင်းခြင်း၄ပေါင်းခြင်းခွန်အဲ့တော့၄နဲ့၃နဲ့ချိန်ပြီးတာနော်ဟုတ်ပြီအဲ့ကြတော့ဒီအခွ၃ရဲ့တပင်ကြောင့်မှရှိတော့ကနဟာပေါင်းခြင်း၈ပါတယ်ခင်ဗျာနော်ပေါင်းခြင်း၈ပါတယ်ခင်ဗျာဟုတ်ပြီဒီနောက်နှလုံး၃ရဲ့တပင်ကြောင့်မှရှိရခင်ဗျာပေါင်းခြင်း၈ပါတယ်ခင်ဗျာနော်အဲ့ကြတော့အဲ့နောက်ကွတ်ထွန်းနော်ဒီ၃ညအပိတ်နဲ့ထွန်း260 60ဆိုပြီးထွန်းဒီတော့ကကြတော့အလေလိုက်နဲ့ထွက်မှာ939နော်939တော့မကူ39ပါအဲ့ကောင်ဘယ်ချိန်မှာထွက်မှာတော့ဆိုတော့ အဲ့ဒီနောက်ဆုံးသောနှစ်မှာဟိုနားအပိတ်နဲ့ထွက်ရမယ်နှစ်60 60တွေ့လားပေါင်းချင်းလေးရဲ့ပြီးမှပဲထွက်တာပေါင်းချင်းလေးပါတော့ခဏရဲ့ပြီးမှဆိုတန်တန်းမှထွက်တာနော်သူ့ရဲ့ဆောင်းမှာဒီ68ကဒီဘက်ကဝန်းကျင်ပို့ထားတယ်အဲ့ကြတော့ဒီမှာပေါင်းချင်းလေးပါတော့ခဏရဲ့ဒီပေါင်းချင်းလေးရဲ့အပေါ်မှာပါရှိပေါင်းချင်းလေးပဲရှိနေတာပဲနော်အဲ့ဒါပေါင်းချင်းလေးနောက်တစ်ခါဒီ939ကို939ကိုထိုးမယ်ဆိုပေါင်းချင်းလေးနှစ်ခါထပ်တယ်အောက်မှာထိုးပါမယ်ဟုတ်ပြီနော်အဲ့ကြတော့အဲ့ကောင်ကို939ကိုကျွန်တော်တို့ဒီ2000 25မှာကျွန်တော်တို့ဒီမှာတစ်ခါဖမ်းဘူးလေနော်။ပေါင်းခြင်းလေးအောက်မှာလည်းပေါင်းခြင်းလေးဒီမှာမထွက်ဘူးနော်။နောက်တစ်ခါဒီ25ဒီမှာဖမ်းတယ်။ဒီမှာလည်းပေါင်းခြင်းလေးအပေါ်မှာလည်းပေါင်းခြင်းလေးနော်။ဒီနေရာမှာမထွက်ဘူး။အခုနောက်ဆုံးတစ်နေရာပဲကျန်တော့နော်။ဒီမှာပေါင်းခြင်းလေးအပေါ်မှာလည်းပေါင်းခြင်းလေးနော်။ဒီပေါင်းခြင်းလေးဒီပေါင်းခြင်းလေးသူ့ရဲ့ဘေးမှာ939ဆိုပြီးဒီနေရာမှာထွက်ရအောင်နော်။အဲ့ဒါဒီမှာနော်။အစားနေကျွန်တော်တစ်ချက်ပြန်ပြပြမယ်နော်။ဒီကိုဆုံးတော့နေ့မှာနော်။ဒီမှာအခွာတော့ နောက်တော့အဲ့ဒီအခွာသုံးနောက်တော့ဟာဒီမှာ6ခွန်ဒီမှာ6ခွန်ပြည့်ရပေါ့6 3နဲ့ခွန်3ညာရှိနော်6ပိတ်နဲ့ထွက်ရမယ်ဒီကောင်ကခွန်အလယ်နဲ့ထွက်ရမယ်ဟုတ်ပြီ3နဲ့6နဲ့3ရှောက်နော်အောင်နှလုံးလေးအောင်နှလုံး10ပြည့်ရပေါ့ဒီ66ဆရာဒီ1ချင်းနော်3နဲ့6နဲ့3ရှောက်ထွက်ပြည့်ရပို့ရမယ်ကဏ္ဍက3ညာခွန်8ချစ်ခွန်3နော်ပေါင်းချင်းလေးအပေါ်မှာပေါင်းချင်း10ခန်းနော်3ညာခွန်8ချစ်ခွန်3ညာထွက်တယ်နောက်ဒီ90ခုနဲ့ 住在姑娘，买那了，对吧？保险的啊，中度年，那中度年呢？空炒地地皮，东度年，那都那这就多了哎，那空炒，那东东年炒不？你也不怕？利息啊？哎，利息啊？这不应该出来喏，俺是利息啊，你要出来么啊？俺来来呢，你俺来中年里？是吧？俺是跌股里嘛，俺相当那边出，那谁？俺跌，俺是保险利也比嘛，那你保险利也涨啊，俺俺是搞这个不完整些。保险利也不嘛，保险炒起，那都讲保险利涨没出，不怕炒，保险炒看比没涨，喏。 အဲဒုတိယအကြိမ်ထွက်မဲ့ကဏ္ဍဒီကဏ္ဍထွက်ရမယ်နော်၃၅လေး၄၅ဆိုနော်၂၀၀မှာလာထွက်တယ်ပေါင်းချင်း၄ရဲ့ပြီးမှထွက်ခဲ့တယ်လို့ပေါင်းချင်း၄ရဲ့ပုံမှာပေါင်းချင်းထောက်ခံပြီးမှထွက်တယ်နော်အဲ့လိုလို့ခု၂၀17 27နော်ခွာတော့ခွာတော့86ပဲနော်ခွာတော့86နောက်နှလုံးသုံးတော့၃ညတော့ပြလားပေါင်းချင်း၃ညခွန်6တိ၃ညသုံးနေကြီးဖြစ်တယ်ပြီးတော့မှဒီ၃ညအပိတ်နဲ့၃ည6၃ညအပိတ်နဲ့260 60လို့ထွက်အဲ့ကောင်ထွက်ပြီးရင်နောက်တစ်ခုထွက်မဲ့ကောင်က၃အလဲတိုင်းနဲ့အားသုံးကို၃၅ဆို အကောင်ကဒီငါဆုံးသောနေ့မှာ260လို့ထွက်တယ်ဘယ်နားမှာထွက်တယ်ဆိုပေါင်းချင်းလေးပြီးမှာပဲထွက်တယ်ပေါင်းချင်းလေးရဲ့အပေါ်မှာလည်းပေါင်းချင်းလေးရှိတယ်နောက်တစ်ခါလာရင်ပေါင်းချင်းလေးနှစ်ခါဖြစ်မှာငါတို့ကကိုယ်တော်ကထူပါမှာနော်ပြည့်ရသောမှာ686ကပြီးမှာပေါင်းချင်းကြပြီးသားတယ်နော်25မှာဒီမှာပေါင်းချင်းလေးရဲ့ပြီးမှာအပေါ်မှာလည်းပေါင်းချင်းလေးပါတယ်အောက်မှာလည်းပေါင်းချင်းလေးရှိရတော့ဒီညမှာထိုးတယ်မထွက်ဘူးနော်အဆင်အားဒီမှာလည်းအဲ့လိုပောင်းချင်းလေးအပေါ်မှာလည်းပောင်းချင်းလေးရှိရတော့ဒီမှာထိုးလို့လည်းမထွက်ဘူးအခုနောက်ဆုံးထိုးရမှာဒီနေရာပေါ့နော်ပောင်းချင်းလေးအပေါ်မှာလည်းပောင်းချင်းလေးရှိရတော့ဒီနေရာမှာ 539ဆိုပြီးကျွန်တော်တို့ထိုးရမှာဖြစ်တယ်နော်ဟိုမနေ့ကလည်းကျွန်တော်ပထမဖိုင်မှာ9ထိပ်နောက်နှလုံးဆက်နေ9 6 6နော်ဒီကောင်က539နော်ဒါ site အဟောင်းလေးပါတကယ်ချင်းနေကျုပ်တကယ်ချင်းနေသိပါလိမ့်ဒီ site လေးတွေနော်ဒါပြီးရင်ကျွန်တော်ဒီတတိယဖိုင်မှာလည်းကျွန်တော်ဒီ939 939ကိုထပ်ပြီးတော့ပြပေးပါမယ်အဲ့ကောင်ကတော့ site မတူတော့ဘူးပေါ့နော်ဒီကောင်က939 939ပထမ site ဒုတိယ site ရှိတယ်ဒုတိယ site ကိုကျွန်တော်ဒီတတိယဖိုင်မှာတင်ပြပေးပါမယ်နော်ကဲမိတ်ဆွေတကယ်ချင်းများအလုံးကံကောင်းကြပါစေ